င်္ဂလာပါခင်ဗျရှန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အမျိုးသားညီညွတ်အစိုးရအင်ဂျီကိုအတိမတ်ပြုထိတွေ့ဆက်ဆံနေတဲ့တီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်မပေးဘူးမြန်မာအချက်ဖက်စစ်ကောင်စီကလက်ရှိအာဆီယံဥက္ကဋ္ဌစီကိုကန့်ကွက်စာပေးပို့ထားပြန်ပါတယ် ဂီနီဘီနဲ့ဖားဆောင်မြို့ကအချက်ဖက်စစ်ကောင်စီရဲ့ခလာရ33တက်ရင်ကိုတော်လိုင်းပူပေါင်းတပ်တွေကပြီးသက်သိမ့်ပတ်လိုက်ပြီးစေကောင်စီတပ်ကအရာရှိစစ်တီတွေအပေါင်းဝင်စစ်တုံးဘက်အယောက်90ထပ်မနည်းကိုပါဖမ်းဆီးရမိထားတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမစုတ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အမျိုးသားညီညွတ်အစိုးရ UNG ကိုအတိမတ်ပြုထိတွေ့ဆက်ဆံနေတဲ့တီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်မပေးဖို့မြန်မာအကြံဖတ်စစ်ကောင်စီက လက်ရှိအာဆီယံဥက္ကဋ္ဌစီကိုကန့်ကွက်စာပေးပို့ထားပြန်တယ်လို့သိရပါတယ်။လက်ရှိအာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာအမျိုးသားညွတ်အစိုးရအယူကြီးကိုအတိမတ်ပြုထိတွေ့ဆက်ဆံနေတဲ့တီမွန်နိုင်ငံကလည်းအဖွဲ့ဝင်နိုင်ငံအဖြစ်အော်တိုဘာလမှာဝင်ရောက်ဖို့ရှိနေတယ်လို့သိရပါတယ်။အဲ့ဒီလိုအာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်တီမွန်နိုင်ငံပါဝင်လာမှာကိုမြန်မာစစ်ကောင်စီအနေနဲ့ထောက်ခံမှာမဟုတ်ဘူးဆိုပြီးလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကိုစစ်ကောင်စီဘက်ကကန့်ကွက်စာပေးပို့ထားပြန်တယ်လို့သိရပါတယ်။ စစ်ကောင်စီရဲ့ကန့်ကွက်စာတဲကအဓိကအကြောင်းပြချက်ကတော့တီမောနိုင်ငံဟာမြမပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်ပြီးလက်ရှိမြမစစ်ကောင်စီကိုစန့်ကျင်နေတဲ့အမျိုးသားညီအစိုးရ UNG ဘက်ကနေရပ်တည်ပြီးအတိမတ်ပြုထိတွေ့ဆက်ဆံနေတဲ့အတွက်တီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ခွင့်ပေးမယ်ကိစ္စအတွက်မြမစစ်ကောင်စီအနေနဲ့ပြတ်ပြတ်သားသားစန့်ကျင်ကန့်ကွက်တယ်ဆိုပြီးလက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံကိုစစ်ကောင်စီဘက်ကကန့်ကွက်စာပေးပို့ထားပြန်တာဖြစ်တယ်လို့သိရပါတယ်။ တီမောနိုင်ငံရဲ့သမ္မတနဲ့ဝန်ကြီးချုပ်တွေကတော့ MG အစိုးရတာဝန်ရှိသူတွေကိုအတိမတ်ပြုလက်ခံတွစ်ဆုံတဲ့အပြင်နိုင်ငံတကာစာမျက်နှာမှာလည်းအကြမ်းဖက်စစ်ကောင်စီရဲ့ဆက်အနာသိမ်းမှုကိုတီမောအစိုးရကပြက်ပြက်သားသားရှုံချတဲ့အကြောင်းတရားဝင်ထုတ်ပေါ်ပြောဆိုထားပါတယ်ခင်ဗျာတပ်ဖက်မှာတော့ကရင်နီပြည်နယ်ဖားဆောင်မြို့ကအကြမ်းဖက်စစ်ကောင်စီရဲ့ခလာရ13လေးတက်ရင်ကိုတော်လန်ရေးပူပေါင်းတပ်တွေကအ ပိတသိမ့်ပိုက်လိုက်ပြီးစစ်ကောင်စီတပ်ကအရာရှိစစ်သည်တွေအပောင်ဝင်စစ်တုံးမအယောက်90ထပ်မနှဲကိုပါဖမ်းဆီးရမိထားတယ်လို့ဂီနီတော်လိုင်းရဲ့တတိယရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဂီနီပြည်နယ်ဖားဆောင်မြို့ကအချက်ဖတ်စစ်ကောင်စီရဲ့ခလာရ33တရင်ကိုဒေါ်လာ1ပုံပေါင်းတက်တွေကဇွန်လ26ရက်နေ့မှာစတင်တက်ခတ်ခဲ့ပြီးရပ်ပိုင်းအတွင်းမှာပဲတရင်တစ်ခုလုံးကိုအပိတသိမ့်ပိုက်နိုင်ခဲ့တယ်ဆိုပါတယ်အဲ့ဒီစကန်သိမ့်တက်ပွဲတွေကနေ စစ်ကောင်စီတပ်ရဲ့အရာရှိနဲ့စစ်သည်တွေအပါဝင်စစ်တုံးမှန်အယောက်90ထပ်မနည်းကိုတော်လှန်ရေးတပ်တွေကဖမ်းဆီးရမိထားပြီးအသေးစိတ်အခြေအနေကိုတော့တပ်ဆိုင်ရာကနေတရားဝင်ထုတ်ပြန်ပါလိမ့်မယ်လို့လည်းဂျင်းနီတော်လှန်ရေးသတင်းအရင်းမြစ်ကပြောထားပါတယ်ခင်ဗျတပ်ဖက်မှာတော့မကွေးတိုင်းရေကြိုမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့ခလာရ196တပ်ရင်းကိုပို့မယ်စာနယ်ရိတ်ခါတွင်းနဲ့73ဇီတွေကို တဲဆောင်လာသူနှစ်ဦးနဲ့အတူတော်လန်ရေးတပ်တွေကဖမ်းဆီးရမိထားတယ်လို့ရေဂျိုမြို့နယ်ပကဖားရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်ဖြစ်စဉ်ကတော့ဒီကနေ့ဇွန်လလ2ရက်နေ့မနက်ပိုင်းမှာပဲအချက်ဖက်စကောင်စီရဲ့ပခုတ်ကူတက်မှတ101ကနေရေဂျိုမြို့နယ်ခလာရ256ကိုပို့မဲ့စားနပ်ရိက္ခာတွေနဲ့73စီတွေတဲလာတဲ့ကားကိုရေဂျိုမြို့နယ်ပကဖားကပခုတ်ကူရေဂျိုလမ်းပိုင်းတနေရာမှာဖမ်းဆီးရမိခဲ့တယ်ဆိုပါတယ်အဲဒီနောက် ရင်မောင်းနှစ်ဦးကိုစစ်ဆေးတဲ့အခါမှာစစ်ကောင်စီတရင်ကိုပုတ်မဲ့တပ်သေးကန်ထောက်ခံဇာတွေပါတွေ့ရပြီးကားပေါ်မှာတော့စံအိတ်25အိတ်စားစီ14ဘုတ်73စီ9ဘုတ်နဲ့တခြားပစ္စည်းတွေကိုပါတော်လိုင်းတပ်တွေကတင်စီရရှိထားပြီးရင်မောင်းနှစ်ဦးကိုတော့ဆက်လက်စစ်ဆေးမေးမြန်းမှုတွေလှောက်ဆောင်နေပါတယ်လို့လည်းရေဂျုံမြို့နယ်ပတ်ကဖားရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတပ်ဖက်မှာတော့ ရန်ကုန်မြို့ကလှိုင်းတိုင်ယာမြို့နယ်မှာနိုင်ငံရေးပုံမှန်နဲ့ဖန်ဆီးခံထားရတဲ့မဇုံပွင့်လိုက်ဆိုသူကိုရဲတွေလက်ထက်ကနေပြစ်ခတ်ကယ်ထုတ်သွားတဲ့သူတွေကိုပြန်လည်ဖန်ဆီးရရှိထားတဲ့ဆိုပြီးစစ်ကောင်စီကထပ်ပြီးထုတ်ပြန်လာပြန်ပါတယ်။ဒါကတော့ဇလန်လာတရက်နေ့ဖြစ်တဲ့မနေ့ကပဲရန်ကုန်မြို့လှိုင်းတိုင်ယာမြို့နယ်အရှေ့ပိုင်းရဲစခန်းမှာနိုင်ငံရေးပုံမှန်နဲ့ဖန်ဆီးခံထားရတဲ့မဇုံပွင့်လိုက်ဆိုသူကိုလှိုင်းတိုင်ယာမြို့နယ်စစ်မှုဆောင်နှစ်မင်းကြီးမဟာမင်းကောင်လမ်းထိပ်အရောက်မှာလူငယ်နှစ်ဦးက ဒူရဲအုပ်နှစ်ဦးကိုပြစ်ခတ်ပြီးကဲထုတ်သွားတဲ့ဖြစ်စဉ်မှာဒူရဲအုပ်တဦးကသေသွားတယ်ဆိုပါလေအဲ့ဒီနောက်လွတ်မြောက်သွားတဲ့မဇုံပွင့်လိုင်းနဲ့ကဲထုတ်သွားတဲ့သူတွေကိုဒီကနေ့ဇွန်လလ2ရက်နေ့မနက်ပိုင်းမှာပဲတန်လင်းမြို့နယ်မှာစစ်ကောင်စီတပ်ကပြန်လည်ဖမ်းဆီးရမိထားတယ်ဆိုပြီးစေကောင်စီကပဲထပ်မံတင်ထုတ်ပြန်ထားသလိုစစ်တပ် lobby telegram channel တွေမှာလည်းဓမြိုင်နဲ့ထဲပေါ်ပြနေကြပါလိမ့်ခင်ဗျတစ်ဖက်မှာတော့ အကျံဖတ်စစ်ကောင်စီတပ်ကမင်းလာမြို့နယ်နဲ့နထိုးကြီးမြို့နယ်တွင်မှာပြည်သူတွေကိုပြစ်မှတ်ထားပြီးဂျေးရွာတွေကိုမိရှို့ဖျက်ဆီးတာတွေလီချောင်းကနေပုံကျဲတိုက်ခိုက်မှုတွေကြောင့်ပြည်သူနှုတ်ဒဏ်ရာရထားတဲ့အပြင်နေအိမ်တွေလည်းပျက်စီးထားပြန်တယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေကရန်ကုန်ခေတ္တကိုပြောပါတယ်။ဖြစ်စဉ်ကတော့ဘကိုးတိုင်းမင်းလာမြို့နယ်မှာဆိုရင်ဒီကနေ့ဇွန်လ2ရက်နေ့မနက်ပိုင်းမှာပဲအကျံဖတ်စစ်ကောင်စီတပ်ဟာရသပြည်သူတွေနေထိုင်ရာဇရစ်မြို့ဂျေးရွာနဲ့ရွှေပေါက်ပင်ဂျေးရွာတွေကိုဝင်ရောက်မိရှို့ဖျက်ဆီးသွားတယ်ဆိုပါတယ်။ဒါအပြင် မန္တလေးတိုင်းကနထိုးကြီးမြို့နယ်မှာရှိတဲ့ကြေးရွာနှစ်ရွာကလည်းဇော်လ29ရက်နေ့ကပဲအချက်ပတ်စက်ကောင်စီတက်ကလေးနဲ့လာပြီးဘုံကျဲတက်ခိုက်သွားမှုကြောင့်အဖွားအုံနှစ်ဦးပြင်းထန်တမ်းရရထားပြီးနေအိမ်တွေနဲ့ပျက်စီးထားတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတပ်ဖက်မှာတော့ AR တိုင်းပသိမ်မြို့ကအမှတ်3ရပ်ကွက်မြို့မှာ yes scan ဘေးမှာရှိတဲ့စိုက်ငန်းတွေကိုအချက်ဖတ်စစ်ကောင်စီတပ်ကအတင်းအဓမ္မဖယ်ရှားခိုင်းနေပြန်ပြီလို့ဒေတာတွင်းသတင်းရင်းမြစ်တွေကရေကုန်ခစ်တွေကိုပြောပါတယ် ဒါကတော့ဇွန်လ30ရက်နေ့ကပဲပတိမြို့မဟာဗန္ဒူလာလက်မကြီးပေါ်မှာရှိတဲ့အမှတ်3ရပ်ကွက်မြို့မှာရေစကန်ဘေးကစိုင်ငန်း7ခန်းကိုအစိုးရအိမ်ဥပဇာမှာခွင့်ပြုချက်မရဘဲနေထိုင်ဆောက်လုပ်ထားလို့ဆိုတဲ့အကြောင်းပြချက်နဲ့အကြပ်ဖက်စကောင်စီကအတင်းအဓမ္မဖယ်ရှားခိုင်းနေတယ်ဆိုပါတယ်အဲ့ဒီလိုဖယ်ရှားခိုင်းတဲ့စာတွေကိုလည်းအကြပ်ဖက်စကောင်စီတပ်သားတွေရဲတွေနဲ့မိသက်စီပင်အဖွဲ့တွေကပါဒီကနေ့ဇွန်လ2ရက်နေ့မှာစိုင်ငန်းတွေရှိ notice စာတွေလက်ကပ်ပြီးချိတ်ပိတ်သွားကြတယ်လို့ အဲ့ဒီဆိုင်ကန်းတွေထဲမှာသူတို့စစ်တပ်ကစစ်ဗိုလ်တအူးရဲ့ဖုန်းဆိုင်လေးပါဝင်ပြီးအကောင်လုံးဖယ်ရှားပေးရမှာဖြစ်တယ်လို့လေဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ